ပြိုင်ပွဲပြီးပြီးချင်းမှာပဲနောက်ထပ်ဒိုင်ဘက်ဖိုက်တာတယောက်ကိုထပ်မံစင်ခေါ်လိုက်တဲ့ဂျော်ရှူအာဘန်မင်္ဂလာပါပိတကြီးချင်းလူငယ်ဖိုက်တာလေးဂျော်ရှူအာဘန်ကတော့ဘူနိုဆေးဘာကိုအမောက်သိပ်ပြီးတဲ့နောက်မှာတော့ဘရန်ဒန်မိုရဲနိုဆိုတဲ့ဖိုက်တာကိုထပ်မံစင်ခေါ်ထားပါတယ်သူကဘလို့ဖိုက်တာလဲဆိုရင်တော့မက်ကစီကန်ဖိုက်တာတဝက်ဖြစ်ပြီးတော့ UFC Flyweight Dan Champion ဟောင်းတယောက်လည်းဖြစ်ပါတယ် MMA Champion ၅ချိန်တောင်ဖြစ်ဖူးထားတဲ့သူတယောက်ပါ WFF LFA UFC စတဲ့ဒီလိုမတူညီတဲ့ promotion ပွဲတွေမှာပြင်ပြီးတော့ champion ကပ်ဘက်ကိုအနိုင်ရရှိထားသူတဦးလည်းဖြစ်ပါတယ်။သူ့ပွဲစဉ်တခြားလုံးမှာဆိုရင် champion 5ကြီးစိန်ခေါ်ပွဲတွေကြီးပဲ17ချိန်တော့တွေ့ကြုံရှိထားတဲ့ဒုတိယပါ။ဘန်ရဲ့ထိုးဝင်နေပါတော့ရှိနေပါတယ်။ Brandon Moreno ရဲ့ record အားလုံးအားဆိုရင်23ပွဲကစားထားပြီးတော့10ပွဲရှုံး2ပွဲတည်းရလက်ကိုထပ်ပေါ်ထားပါတယ်။လက်ရှိ flyweight တန်းမှာလည်း ranking 2နေရာမှာရှိနေတဲ့သူတယောက်ပါ။ သူသာနောက်တစ်ပွဲထပ်နိုင်မယ်ဆိုရင်တော့ချန်ပီယံကပ်အစိန်ခေါ်ပွဲထပ်မံရရှိသွားနိုင်ပါတယ်လက်ရှိသူရဲ့အသက်ကတော့အသက်32နှစ်ပဲရှိသေးတဲ့အရွယ်မလို့နှစ်ပန်းနဲ့ ground game တွေကိုတက်လုံးအပြင်းနဲ့ကစားနိုင်သေးတဲ့အခြေအနေမျိုးမှာရှိနေပါတယ်။ဘန်အတွက်ကတော့ကောင်းလွန်လာတဲ့ပြိုင်ဘက်တစ်ယောက်ပါ။ဒါကြောင့်လည်းဘန်ဘက်ကလေးစားမှုအပြင်းနဲ့ထပ်မံစိန်ခေါ်ထားတာလည်းဖြစ်ပါတယ်။ တကယ်လို့ဒီပွဲကိုတော့ UFC ဘက်ကပွဲပေးပြင်မလားမပြင်ပြင်မလားကိုတော့ special ရင်ခေါ်စာစောင့်ကြည့်ရမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်။ဒီအခြေအနေကိုတော့လာမယ့်စက်တင်ဘာလ9ရက်နေ့မှာပွဲဖြစ်လားမလားဆိုတာကိုတော့စောင့်ကြည့်သွားရမှာလေးဖြစ်ပါတယ်။ပြည်သက်ကြီးရောပွဲဖြစ်မဖြစ်ကိုခံမှန်းပေးခဲ့ကြပါဦး။အဆုံးထိဆောင်မျိုးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။